အခုနှစ်ပထမ9လတာကာလဖြစ်တဲ့ဇန်နဝါရီကနေမေလကုန်ထိတရုတ်ကနေပြည်ပကိုကားတင်ဖို့ရောင်းချတဲ့နေရာမှာဂျီလီချယ်ရီနဲ့ MG တို့ဥဆောင်နေတယ်လို့တရုတ်အကောက်ခွန်ဌာနရဲ့သတင်းထုတ်ပြန်ချက်အရသိရပါတယ်။အခုနှစ်ပထမ9လတာကာလမှာပဲတရုတ်ကနေပြည်ပကိုကားတင်ဖို့မှုချင်းတွေကအရင်နှစ်ကာလတူအချိန်တွေထက်19ရာခိုင်နှုန်းတိုးလာတယ်လို့လည်းအဲ့ဒီထုတ်ပြန်ချက်မှာသုံးသပ်ထားပါတယ်။ တရုတ်အကောက်ခွန်ဌာနကနေစွန်လ9ရက်ကထုတ်ပြန်တဲ့အဲ့ဒီထုတ်ပြန်ချက်မှာ9လတာကာလအတွင်းမှာပဲတရုတ်ကနေစက္ကရိယာတင်ပို့မှုကအမေရိကန်ဒေါ်လာ858ဘီလီယံဝန်းကျင်တန်ဖိုးတင်ပို့နိုင်တယ်လို့ရှင်းသားထားပါတယ်ဒီပမာဏကအရင်နှစ်ကာလတူထက်အမေရိကန်ဒေါ်လာ6.2ခိုင်နှုန်းတိုးလာတာပဲဖြစ်ပါတယ် ဒီအထဲမှာမှာဆက်ရုပ်တင်ပုံမှု55.400ခိုင်နှုန်းတင်ပေါ်18.900ခိုင်နှုန်းလျှက်စက်ကစောက်လုပ်ရည်ရန်တရားတွေက10.900ခိုင်နှုန်းနဲ့ပြင်ပစည်းကွက်ကိုအများဆုံးတင်ပို့ထားတာလည်းဖြစ်ပါရဲ့ရှင်လျက်စစ်ကတင်ပို့ရောင်းချတဲ့နေရာမှာတရုတ်ထိတ်တန်လျက်စစ်ကစည်ရင်းဝင်တဲ့ချယ်ရီကအစည်းရေ2,500နဲ့ထိတ်ဆုံးနေရာမှာရှိနေပါတယ် SAIC ကပိုင်တဲ့ MTR အစီးရေ36,800နဲ့ဒုတိယနေရာကနေရပ်တည်နေပါတယ်။ကြီးလီကအစီးရေ36,900နဲ့တတိယနေရာမှာရှိနေပေမဲ့သူရဲ့ပြည်ပကိုကားတင်ပေါ်မှုကတနစ်ထက်တနဲ့10.300ခိုင်နှုန်းတိုးလာတာကိုတွေ့ရပါတယ်။ကြီးလီကဥရောပဈေးကွက်ကိုအများဆုံးတင်ပို့ရစီရင်မှာထိတ်ဆုံးကနေရာယူထားတယ်လို့အကောက်ခွန်ဌာနရဲ့ထုတ်ပြန်ချက်မှာမှတ်ချက်ပြုထားပါတယ်။ နောက်ထပ်နာမည်ကြီးလျက်စစ်က brand ကိုကြည့်ရင်တော့ B1D ကအစီးရေ35,900နဲ့စတုတ္ထနေရာမှာရပ်တည်နေပါတယ်။ B1D ရဲ့ပြည်ပဈေးကွက်ကို တင်ပို့တဲ့ကားတွေကိုကြည့်ရင်တော့ PEV ကားက61.3500ခန့်လုံးရှိနေပြီ။ဂျန်နဲ့ကားတွေကတော့ Black and Hybrid ကားတွေဖြစ်ပါတယ်။သူ့နောက်မှာတော့ Harvey ကလောင်စာစွမ်းအင်သုံးကားအစီးရေ9,900ပြည်ပဈေးကွက်ကိုတင်ပို့ရောင်းချထားတာကိုတွေ့ရပါတယ်။ အဆင့်6နေရာမှာတော့ချမ်းအန်ကရက်တီနေပြီးပြည်ပကိုက အစီရေ8200တင်ပို့ထားပါတယ်။အဲဒီနောက်မှာတော့ရိုးဝီကအစီရေ48800ကြက်တော့ကအစီရေ41500 GAC ကထုတ်တဲ့ Trumpy က3800စီ GAC က2800စီတင်ပို့ရောင်းချထားတာတွေ့ရပါတယ်ရှင်။